โอเคဒါကတော့ solar net 3k setting ချင်းလေးပဲဖြစ်ပါတယ်ဗျာဟုတ် setting ချင်းချင်းနဲ့ဆိုရင် alert လို့ကြာရင်နေအထက် setting ဝင်သားမယ်ခုကတော့ကျွန်တော်ပြန်ရမယ့် setting လေးကိုပဲအဓိကထားပြပြောပြမယ်ပေါ့နော် setting number 1 setting number 1မှာတော့ကျွန်တော်တို့ကတော့ဒီ depth နိုင်ထားလို့ရတယ်ဒါပေမဲ့ solar ပါရင်တော့ SUV ပြောင်းပေးပေါ့နော်ဟုတ် ့ SUV ကတော့ solar power မှာပြောင်းလို့ပြဿနာမရှိဘူးပေါ့နော်ဟုတ် Okay ဒီကောင်ကတော့ total ampere total ampere ဆိုတော့ဆိုတဲ့ EPC နဲ့ခုကောင်နဲ့ total ampere 60လောက်တက်ဖို့တာပြဿနာမရှိဘူးဟုတ် setting number 5 setting number 5မှာကကျွန်တော်တို့က USB ပဲပေါ့နော်ဟုတ်တက်လစ်တင် USB ပဲအနောက်တစ်ချက်နဲ့ပြီးတော့လို့ရှိရင် number 7ကိုတွားပေး7မှာကျွန်တော်တို့က တရားရေးဆိုရင်30 20လောက်ပဲထားပေးပေါ့နော်နှစ်ရာရေးဆိုတော့30လောက်ထိထားလို့ရတယ်ကိုပြဿနာမရှိဘူးဟုတ်โอเค certain စနစ်ကတော့ကျွန်တော်တို့25.5ထားပေးပေါ့ဟုတ်โอเค25.5ထားပေး under channel ကိုကိုလောက်ချင်တာလောက်ပြီးရင် confirm လုပ်ပေးပေါ့နော် under name မှာကိုတော့ confirm ဖြစ်သွားတာပါဗျာဟုတ်โอเค certain number 26ကတော့29.5ထားပေးပေါ့ဟုတ် 29ဒသမနဲ့ထပြီးဆိုလို့ရှိရင် under touch နဲ့ပေးပြီးရင် setting နဲ့ဖက်29တွတ်ပေး setting နဲ့ဖက်29မှာတော့29ထပြီးကိုဟုတ်နစကူထပြီး under touch နဲ့ပေးပြီးရင် download နဲ့ပဲ setting နဲ့ဖက်29တွတ်ပေး29မှာ23ဒသမ5ထပ်ပေးဟုတ် တင်းကျော်သွားကျော်သွားဆိုရင်အခလုံးနဲ့ပြန်ပြီးဖြည့်ပေးလို့ရတယ်။ဟုတ်။23.5 23.5ရောက်ပြီဆိုရင် under the check နဲ့ပေး။အခု setting နဲ့ချိန်ပြီးတော့ဆို under the check confirm လုပ်ဝင်လုပ်ပြီးဆိုမှ skin နဲ့ပြန်ထွက်ပြီးပေါ့နော်ကိုဟုတ်။ဒါကတော့ဒီ solar net 3k ရဲ့ setting ချိန်လေးရပါပြီခင်ဗျာဟုတ်။